င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DBB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်မှာရှိတဲ့မင်းလက်ပံရွာဖုန်းတော်ကြီးကျောင်းသားရဲ့ဓမာယုံကိုစစ်ကောက်စီတပ်ကစက်တမလ28ရက်မနက်အစောပိုင်းတနင်္လာနေ့လောက်ကမောင်းသူမဲ့ကာမီကာစေဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ် မြောက်ရီအခြေဆိုင်ခလာယာ295တက်တွင်ကနေလွတ်တင်လာတဲ့ကာမီကာစေမောင်းသူမဲ့ဒရုန်းနဲ့မြောက်ရီမြို့တောင်ဘက်မှာရှိတဲ့မီလက်ပန်ရွာဖုန်တို့ကြီးအကြောင်းကိုရည်ရွယ်ချက်ရှိရှိတက်ခိုက်ခဲ့ရလို့ဒေသခံခရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်ဒီတက်ခိုက်မှုကြောင့်ကျောင်းဆောင်နေငယ်ပျက်စီးသွားပေမဲ့တန်ဃာတော်နဲ့ပြည်သူတွေကတော့ထိခိုက်ထရာရသေဆုံးတာမရှိပါဘူးရှင် အေရီတိုင်းရေကြီးမြို့နယ်ငပိုင်းချောင်းကွာလန်ပိုင်းကရေနသာစစ်စေဂိတ်မှာတာဝန်ကျနေတဲ့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်၂ယောက်ဟာမူရဲစေရောင်းချမှုနဲ့ပတ်သက်ပြီးထိတ်သိမ်းစစ်စေခံနေရတယ်လို့ဖြစ်စဉ်ကို သိရှိသူတွေစီကသိရပါတယ်စစ်စေဂိတ်မှာတာဝန်ကျနေတဲ့ရတဖွဲ့ဝင်၂ယောက်ရဲ့ကျုပ်ဘုတ်အိတ်တွေထဲကနေတရားမဝင်ဒီဗျူဝိုင်မူရဲ့ဆေးတွေအများပြားတွေ့ရတဲ့အတွက် စတေမာလာတတိယအပတ်မှာစတင်စစ်ဆေးနေတာလို့ဆိုပါတယ် ပသိမ်ကအရာရှိတွေနဲ့ရေကြည်ရတက်ဖွဲ့ကအရာရှိတွေဟာရေကြည်မြို့မရဲစခန်းမှာစစ်ဆေးနေတာဖြစ်ပြီးရဲနှစ်ယောက်က WY ဆေးပြားတွေကိုအယောင်းဝယ်လုပ်နေတာလို့ရေကြည်မြို့နယ်ရတက်ဖွဲ့နဲ့နှိစက်တဲ့သူတယောက်ကပြောပါတယ်မွေးစေးရောင်းချတဲ့အတွက်စစ်စေးခဏရတဲ့ရတက်ဖွဲ့ဝင်နှစ်ယောက်ဟာရေကြည်မြို့နယ်မြို့မရဲစခန်းကနေရင်းနသာစစ်စေးဂိတ်မှာစစ်ကောင်စီတပ်သားတွေနဲ့အတူတာဝန်ကျနေတဲ့သူတွေလို့သိရပါတယ်ရှင်။ စစ်တပ်လက်အောက်ခံတပ်ရုံးတချို့ဟာပြည်ပရောက်မြန်မာနိုင်ငံသားတွေရွေးကောက်ပွဲမှာကြိုတင်မဲပေးနိုင်အောင် ပုံစံ15တင်ဖို့တပ်ရုံးတွေမှာပတ်စပို့သက်တမ်းတိုးသူတွေကိုဖိအားပေးလှူဆောင်နေပါတယ်။ဇွဲသစ်သတင်းပေးပို့ထားပါတယ်ရှင်။အနာဒိန်စတက်ပြုတ်လုံးမဲ့ရွေးကောက်ပွဲကိုပြည်ပရောက်မြန်မာနိုင်ငံသားတွေကြိုတင်မဲပေးဖို့ပုံစံ15တင်နိုင်ချောင်းသက်ဆိုင်ရာမြန်မာတန်ရုံအသီးသီးကအောက်ဂုလအတွင်ကြိုတင်ကြေညာခဲ့ပြီး စိတ်ဝင်စားသူနည်းပါးတာကြောင့်အော်တိုဘာလာအထိရပ်တိုးထုတ်ပြန်ထားပါတယ်။ဒါအပြင်တန်ရုံအချို့မှာပတ်စပို့တတန်တိုးသူတွေကိုပုံစံ15တင်ဖို့ဖိအားပေးတာတွေရှိနေပြီးချိုတင်မဲမပေးရင်ပတ်စပို့တတန်တိုးမပေးမှာကိုလည်းစိုးရိမ်နေကြပါဗျ။ ဟိုဒီမှာနေရတဲ့လူတွေအတွက်လည်းအခက်အခဲမျိုးစုံရှိတယ်သူတို့နဲ့မနေချင်လို့သူတို့ကိုမကြိုက်လို့ဒီဘက်ကိုရောက်လာတဲ့အထီးတောင်မှလိုက်ပြီးတော့အဲ့လိုမျိုးပြည်သူတွေကိုဒုက္ခပေးနေရပေါ့နော်အဲ့ဒီအတွက်လည်းပို့ပြီးတော့မပေးချင်ဘူးမဲဟုတ်လေပြီးတော့သူတို့ကလည်းလုံးဝအယုံကြည်မရှိတဲ့အတွက်အဲလုံးဝပေးဖို့တော့စီစဉ်မရှိပါဘူးဟုတ်အော်ဆိုရင်ပူပန်တာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဆိုလည်းဟို passport တန်ပြည့်တော့မှပြည့်တော့မှဆိုတော့အဲ့လိုလုံးမလားဆိုတော့ဟိုဆိုရင်ပူပန်စိတ်ကတော့တကယ်ရှိပါတယ်ဟုတ် ပြည်ပရောက်မြန်မာတွေကြိုတင်ဆန္ဒမဲပေးနိုင်ရင်လည်းပတ်သက်ပြီးစစ်ကောင်စီနိုင်ငံဝန်ကြီးဌာနကလည်းထုတ်ပြန်ထားပါဗျ။ထိုင်း၊မလေးရှား၊တောင်ကိုရီးယား၊အိန္ဒိယ၊ဂျာမနီ၊အမေရိကန်စတဲ့သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့မြန်မာတန်ယုံတွေကနေပြည်ပရောက်မြန်မာတွေကြိုတင်မဲပေးကြဖို့ပုံစံ15ဖြစ်သွင်းနိုင်ကြောင်းလှုံ့ဆော်နေတာပါ။ ပုံစံဆက်ငါ့ကိုမဖြည့်လို့ရှိရင်ဒီယူကောက်ပွဲပြီးနောက်ပိုင်းပဲဖြစ်ဖြစ်ပေါ့နော်လက်ရှိပဲဖြစ်ဖြစ်ဒီထိုင်းအောင်မြန်မာတွေတက်တန်းတူတာတွေပတ်စပို့တက်တန်းတူတာတွေနှီးမျိုးစုံပေါ့နော်ဒီအဲရဲ့ဒုက္ခတွေကိုတော့သူတို့ဖိနှိပ်လာမလားဆိုတော့စိုးရိမ်မှုတော့ရှိတာပေါ့နော်ဒါပေမဲ့အဲဒီမာဂတမ်နဲ့ချီပြီးရှိတာဖြစ်တဲ့အတွက်ကိုသူတို့အများကြီးလွှမ်းခြုံနိုင်မယ်လို့တော့မထင်ဘူးဒါတိုင်းပဲအဲကိုအဆင်ပြေတဲ့အတိုင်းပဲဒီလိုသူတို့ရဲ့ပိတ်ပင်တားဆီးမှုတွေရှိလေဒီမှာတော့အဆင်ပြေအောင်လို့နေရမှာပေါ့နော်ဟုတ် မြန်မာနိုင်ငံသား6တန်းဒီပါလောက်နေထိုင်တဲ့အိန္ဒိချင်းထိုင်းနိုင်ငံမှာတော့ CI စာအုပ်နဲ့ PJ passport တက်တန်းတိုးသူတွေကိုပုံစံ15တင်ဖို့ဖိအားပေးတာတွေလည်းရှိနေပါတယ်ထိုင်းရောက်မြန်မာနိုင်ငံသားတွေတော့သိကြတယ်မဲသွားပေးကြမှာမဟုတ်ဘူးမဲပေးခြင်းမပေးခြင်းကပြည်သူတွေရောက်ရဲ့ဆန္ဒနဲ့ပဲတက်ဆိုင်တာပေါ့နော်ဒါပေမဲ့ဒီကောင်လေးဘက်ကတော့အတင်းကျစာရွက်စာတမ်းတူတွေလုတ်လူတယောက်ရဲ့ကိုယ်ရေးချက်လက်တွေယူယူပြီးတော့မဲပေးတာကိုအတုအယောင်အတုလုတ်ပြီးတော့သူတို့အနေနဲ့ထိုင်းရောက်မြန်မာလူသားတွေမဲလာပေးစေအောင်တော့လုတ်ကောင်လုတ်လာနိုင်လိမ့်မယ်ဒါကတော့ဒီကောင်လေးလုတ်လဲလုတ်မှာပဲလေ ကျမ်းပတ်စေုပ်စုလုံးမဲ့အတူရောင်ယူကောက်ပွဲကိုမဲလာပေးမဲ့သူကလုံးဝမရှိသလောက်ရှားတယ်လို့ပဲကွယ်မင်းတို့ကတော့မြင်နေတယ်ပေါ့နော်စစ်တကားလုံးမဲ့အတူရောင်ရွေးကောက်ပွဲကိုနိုင်ငံတကာကအသိမဲ့ပြုခံရအောင်ပြပရမြန်မာနိုင်ငံသားတွေရဲ့ကြိုတင်မဲ့ပေးတဲ့ပုံရိပ်နဲ့ဝါဒပြန့်မှုစီစဉ်နေတယ်လို့လည်းရွေးကောက်ပွဲဆောင်ကြည့်လေ့လာသူတွေကပြောပါဗါးအနာသိန်းစစ်တကားလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတူရောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနဲ့တော်လိုင်းဟာစုတွေကလည်းထုတ်ပြန်ထားပါတယ်ခင်ဗျာ ျွန်တော်ဇွဲသစ်ပါဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆမ်းပါရှင်